ူယုတိသိနေယုတိတိုက်တယ်မြင်လို့သိနေမြင်လို့တိုက်တယ်ရှင်အန္တတိမထေမြတ်ရေဓမာဟေတုပပဘဝတေတံဟေတုတထာဂတောအာဟတေတံစာရောဏီတော်တော်အေဝံဝါဒီမဟာသမဏောဆိုတဲ့ဒီဂထာလေးကိုရွတ်ဆိုလိုက်လို့ဟောပြလိုက်လို့ရှင်သာတိဗုဒ္ဓကိုတော်မြတ်ကြီးဟာနော်ပထမဦးဆုံးသောတပတ္တိမညံလို့ဆိုတဲ့ဓမ္မစကုအလင်းတက်ကိုရာတပိတ္တတို့သိတယ်နော်အေးရှင်အသက်ကြီးနဲ့တွေ့တော့ရှင်သာတိဗုဒ္ဓဖြစ်လာမယ့် ဥပဒိတပြဝိုက်ကမေးတယ်မို့လားငါရှင်နဲ့တင့်ရဲ့ရုပ်ရည်ဆင်းရအလွတ်တရာမှကြည်လင်တဲ့တန့်ရှင်းနေကျင်ဟာဘဇုနေဟာဘဇုကိုဆရာတင်ပြီးတော့ရဟန်းပြုခဲ့တာလေတင့်ရဲ့ဆရာရဲ့အယူဝါဒကဘာလဲဘလို့ဟောပြောလို့ရှိလဲဆိုတော့ရှင်တကြီးကဘလို့ပြောတော့ငါဟာအခုမှရဟန်းပြုတစ္ဆာပဲရှိသေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့တရားတွေကိုငါအများကြီးမပြောတတ်သေးဘူးအဲ့လိုပြောတဲ့အခါကျတော့ဥပဒိတပြဝိုက်ကစကားဆိုတာတရားဆိုတာ နဲတာများတာကအဓိကဗရဏမကြပါဘူးတဲ့ပြောလိုက်လို့နားထောင်လိုက်ရလို့ချမ်းသာဒုက္ခကိုရရှိခြင်းအတိဉဏ်ကိုရရှိခြင်းဆိုတဲ့လိုရင်းအကျိုးကိစ္စပြီးပြီးဖို့တန်းရင်တကယ်အဓိကဗရဏကြပါလေဒါကြောင့်အများကြီးပြောတတ်တာနည်းနည်းလေးပြောတတ်တာဆိုတာကဗရဏမကြအောင်ပြောလိုက်တဲ့စကားကတကယ်အကျိုးသက်ရောက်မှုရှိဖို့ထိရောက်ဖို့ပဲလိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒါကြောင့်မလို့ရှင်အသက်ကြီးကတစ္ဆာလေးပါးရဲ့အဓိပ္ပာယ်လို့ဆိုရမယ်ဒီကာထာလေးကိုဟောရပါမယ် လောကကြီးမှာအရာခတ်သိမ်းဟာဖြစ်เสียအကြောင်းမရှိဘဲနဲ့မဖြစ်ပါဘူးအကြောင်းတရားကိုချုပ်ငြိမ်းအောင်မလုပ်နိုင်ဘဲနဲ့အကျိုးတရားစီဆိုတော့ဘယ်တော့မှရက်ဆိုင်တော့မှမဟုတ်ဘူးဒါကြောင့်ဒီဆင်းရဲဒုက္ခတွေဟာလည်းပဲသူ့မှာအကြောင်းရှိတယ်အဲ့ဒီအကြောင်းကဘာလို့ဆိုတော့လောဘပါ လောဘဆိုတဲ့အကြောင်းတရားကိုမပေတတ်နိုင်သေးသေး၍ဒုက္ခဆိုတဲ့အကျိုးတရားဘယ်တော့မှရဆိုင်တော့မှာမဟုတ်။ဒါကြောင့်ဒုက္ခကိုတကယ်ချုပ်ငြိမ်းသွားခြင်းနဲ့ဆိုရင်အကြောင်းတရားဖြစ်တဲ့တဏှာလောဘကိုပေတတ်နိုင်ဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်လို့ပြောကြပါဆိုဒါလူငယ်တွေနားလည်အောင်ပြောတာပေါ့နော်။အေးအဲ့ဒီဂါထာလေးကိုဟောလိုက်လို့ရှင်သာရိပုတ္တရာဂရမေကြီးဟာသောတပတိမညံလို့ဆိုတဲ့ဓမ္မစကုအလင်းတက်ကိုသူရန်သွားတယ်။တစ္ဆာလေးပါးကိုတိမြင်သွားတယ်။ပရိယာသူတော်စင်ဖြစ်သွားတယ်ပေါ့။ ဒါကြောင့်သူ့အဖို့ရာအလွန်မှကျေးဇူးများတဲ့အတွက်ကြောင့်ရှင်သတိမထေမြတ်ရှိတဲ့နေရာကိုလက်အုပ်ချပြီးတော့ခေါင်းလှည့်ပြီးတော့အိတ်တော်မူတယ်လို့ဆိုတယ်။ဒါကြောင့်မတော်ဦးရှင်တို့အတုယူစရာနီးယူစရာပေါ့နော်။ဒါကြောင့်ဦးရှင်တို့ဥပရိသလေးတစ်ခုထုတ်ရှင်တယ်ဆိုလို့ရှိရင်အော်သူတော်ကောင်းတရားကိုသိလေလေယူတည်တဲ့ယူတည်တိုက်တာကိုယူတည်တဲ့စိတ်ဓာတ်ရှိလေလေဆိုတာလေ။ဟုတ်ရဲ့လား။ဒါကြောင့်ပြည်သက်ကောင်းသူတော်တို့ကာရဝမင်္ဂလာနဲ့ပြည့်စုံအောင်ကြိုးစားကြရမယ်အထောက်ကြရမယ်ပေါ့။ နော်ဒီကနေ့ကမင်္ဂလာတရားက၅ပါးပြောရမှာဆိုတော့တပါးတပါးကိုသိပြီးတော့အကျဲ့ချဲ့လို့ဖြစ်မှာမဟုတ်နော်အေးဒါကြောင့်ပြည်သက်ပေါင်းသူတော်တို့ကာရဝဆိုတာဘာလဲလို့မေးရင်ဂုံအားဖြင့်အသက်အားဖြင့်ကြီးရတဲ့ပုံကိုယ်ရဲ့အပေါ်မှာယူသေးတဲ့စိတ်မြင်လို့တဲ့စိတ်ရှိရမယ်ဒီနေ့မှာဦးရှင်တို့ပြည်သက်ပေါင်းသူတော်တို့အဓိကကတော့ဂုံပေါ့နော်ယဟန်နေဆိုလို့ရှိရင်အချင်းချင်းဝါကြီးတဲ့ပုံကိုယ်ကိုဝါငယ်တဲ့ပုံကိုယ်ကအယူသေးပြုရတယ်သူကြတော့အသက်ကအဓိကမဟုတ် ဟဲ့လူသားချင်းချင်းဆိုရင်တော့ဟောသူကဂုံဘလောင်းရှိတယ်ကိုကဂုံဘလောင်းရှိတယ်ဆိုတာကအတိအကျတိုင်းတာလို့မဖြစ်နိုင်သေးဘူးလို့ဒါဥစဉ်ထင်ပါတယ်ဟုတ်လားအဲ့ဒီတော့လူတွေချင်းချင်းဆိုရင်တော့ဘာကိုအတိအကျထားရမလဲဆိုအသက်ကိုအတိအကျထားရအသက်ကြီးတဲ့ပုဂ္ဂိုလ်ကများသောအဖြစ်အတွေ့အကြုံလည်းများတယ်နောက်လာနောက်သားအတွေ့ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေအတွေ့များသောအဖြစ်ကျေးဇူးတရားလည်းရှိကြတာများပါတယ်ဒါကြောင့်ငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာအယူအသေးပြုနိုင်ဖို့လိုတယ်ပေါ့ ဒီနေမှာဥစဉ်တို့ငငယ်တုံးကတင်ငယ်ဘူးတဲ့ចောင်းစာတွေထဲမှာတင်ငယ်ဘူးတဲ့ဟောဇလန်လေးတခုရှိတယ်ကြည်လာမှဒါဘုရားဟောဇတ်တော်မှတည်ရတယ်ဟောရှင်ရယ်မြောက်ရယ်ခါရယ်ဆိုပြီးတော့အခုခေတ်တွေထဲမှာတော့ပါသေးလားမသိဘူးเนาะဥစဉ်တို့ငငယ်တုံးကတော့ဝူလာနန်းထဲမှာဒါပါတယ်เนาะအေးအဲ့ဒီမှာဥစဉ်တို့ရှင်ရယ်မြောက်ရယ်ခါရယ်အတူတူနေရာရင်းနဲ့အများအားအရောတဝင်နေတာဆိုတော့အချင်းချင်းယုံတင်မှုလေးစားမှု ခေါင်းဆောင်ထားမှုဆိုတာမရှိဘူးပေါ့အဲ့တော့နောက်သူတို့တိုင်ပင်ကြတယ်လေးစားစရာမျက်နှိုးစရာအယုဒီပြုစရာမရှိဘဲနဲ့လောကကြီးမှာနေရတာဟာမချမ်းသာဘူးဒါကြောင့်မို့လို့တို့ဟာတယောက်ကိုတယောက်အယုဒီပြုပြီးတော့နေဖို့လိုတယ်ဒါဆိုရင်တို့တဲကဘယ်သူအသက်ကြီးဆုံးဖြစ်မလဲအသက်ကြီးဆုံးပုဂ္ဂိုလ်ကိုအယုဒီပြုရမယ်အဲ့ဒီတော့ဒီညောင်မင်းကြီးကိုအမိပြုပြီးတော့နေတာဆိုတော့ဒီညောင်မင်းကိုပဲကြည့်ပြီးတော့ဘယ်သူဟာအသက်ကြီးဆုံးဖြစ်မလဲလို့သူတို့အချင်းချင်း ကျွေးနေကြတယ်မင်းမြန်ကြတယ်ပေါ့အဲ့တော့ဆင်ကဘာပြောတော့ဆိုတော့သူငငယ်တုန်းကတဲ့ဒီညောင်မင်းကြီးဟာနော်လင်းကြောင်လောက်ရှိတယ်ပေါ့သူကာယခွက်ခွက်ပြီးတော့သွားတာကိုသူမှတ်မိတယ်ပေါ့သူ့ရဲ့ဘိုင်းနဲ့ထိထိသွားတာကိုသူမှတ်မိတယ်ပေါ့အဲ့လိုပြောတော့မြောက်ကဟာအဲ့ဒါဆိုရင်မင်းငားတဲ့ငယ်လေးဘောဆိုငါငငယ်တုန်းကဒီညောင်မင်းလေးအဖူးလေးကိုငါခဏခဏကြိုက်ကြိုက်ပြီးတော့စားတာကိုငါအမှတ်ရတယ်ပေါ့ဒါကြောင့်ငါမင်းနဲ့ကြီးတယ်အဲ့လိုပြောတော့ခါကမင်းတို့နှစ်ကောင်နဲ့ငါကပူကြီးတယ် ဘောဆိုဒီညောင်မင်းကငါမွေးလာတော့ကဒီညောင်မင်းရှိကိုမရှိသေးဘူးအဲ့ဒါငါတဏီယာကညောင်စီစမ်းလာပြီးတော့ပြန်တန်းရင်းနဲ့မစင်စွန့်ခဲ့တော့ငါစွန့်နဲ့မစင်တဲ့ကပါတဲ့ညောင်စီကမှဒီအပင်ကြီးဖြစ်လာတာအဲ့လိုပြောတဲ့အခါကျတော့ခါကအကြီးဆုံးဖြစ်နေတယ်အဲ့ဒါနဲ့ဒီမြောင်းရဲ့ဆင်းရဲကခါပြောတဲ့စကားကိုပဲနားထောင်ပြီးတော့သူ့ကိုပဲအကြီးကြီးရမှာထားပြီးတော့အယူတည်ပြုတ်ပြီးတော့နေကြတယ်လို့ဆိုတယ်အဲ့ဒါဦးဇင်းတို့ခါကတော့ဘယ်အောင်လဲ နော်ဥရှင်တို့ရှင်နဲ့မြောင်းနဲ့ကတော့ရှင်သာတိဘုရားနဲ့ရှင်မမောက္ကလအလောင်းဆိုပြီးတော့အဲ့ဒါလိုဥရှင်တို့950မှာဇတ်တော်လေးတစ်ပုဒ်ရှိတယ်။ဒါကြောင့်ပိဋကတ်ပေါင်းတော်တို့လောကကြီးမှာအယုတိပြုနိုင်တဲ့စိတ်ထားဆိုတာအလွန်မှမွန်မြတ်တဲ့သဘောရှိတယ်။ဟုတ်လား။အေးအဲ့ဒါနဲ့ဥရှင်တို့တစ်ဆက်တည်းဆက်ဆက်မှုရှိတဲ့မင်္ဂလာကဘာလို့ဆိုတော့ဒုတိယမြောင်းနိဝါဒဆိုတဲ့မင်္ဂလာ။နိဝါဒဆိုတာက မမာနာကိုနှိမ်ချ။မာနာဆိုတာလူတိုင်းရှိတယ်။ ်။နော်မာနဆိုတာတော်တော်အံ့ဩစရာကောင်းတဲ့